ပတ်သက်ကြီးအင်းကားဖုန်းဘယ်ဖြစ်စီဘဲဝယ်ဝယ်အရစ်ကြဝယ်ယူခြင်း installment plan ဆိုတာဟာကျွန်တော်တို့အတွေ့အားကိုးစရာရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အရေးကြဝယ်ယူမှုတိုင်းမှာအတိုးရှိပါသလား။ဘလို့အစီအစဉ်တွေရှိလဲ။ကျွန်တော်တို့ဝယ်ယူသူတွေအနေနဲ့ဘာတွေတည်ထားတင်တယ်လဲဆိုတာကိုဒီနေ့မှလက်တွေ့ကြကြရှင်းပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်မောင်ပြားလား။ ဒီ financial stability channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အရစ်ချအဝယ်ယူခြင်းအတိုးရှိသလားတင်တိထားတဲ့ဘောလက်တွေအချက်အညာအချောင်းအရာကိုဖြောပြပေးသွားမှာပဲဖြစ်ပါတယ်တစ် PC အရစ်ချအဝယ်ဟင်းအတိုးရှိပါသလားအဖြေကတော့အများစုမှာအတိုးရှိပါတယ်ဒါပေမဲ့အတိုးမဲ့အရစ်ချစနစ်ဆိုတာလေရှိနေမြန်တော့နှမျိုးခွဲခြားပြီးနားလည်ဖို့လိုပါတယ် အတိုးရှိသောအရစ်ကြစနစ် traditional installment အင်းကလုပ်ငန်းတုံးဆက်ပစ္စည်းလိုအကြီးစားဝယ်ယူမှုတွေမှာဒီစနစ်ကိုအသုံးပြုပါတယ်။ဘန်ဒီစီကချေးယူရနာဖြစ်လို့တတ်မှတ်ထားတဲ့အတိုးနှုန်းပေးဆောင်ရပါတယ်။ဥပမာမြန်မာနိုင်ငံရှိအင်ယာချင်းငွေတွေဟာတစ်နှစ်ကိုဆက်ရာဂိုင်းနှုန်းကနေ73ရာဂိုင်းနှုန်းဝန်းကျင်ရှိတတ်ပါတယ်။အတိုးတော်ဖုန်ကရောတင်းရဲ့လာစန်ပေးဆက်ရမယ့်ပမာဏ EMI ထဲမှာအရင်နဲ့အတိုးကို ပေါင်းပြီးတွက်ချက်ထားတာဖြစ်ပါတယ်ခအတိုးမစ်အရစ်ချစနစ်0% interest installment ပုံ electronic ပစ္စည်းလိုမျိုးဝယ်ယူမှုတွေမှာအယောင်ဆိုင်တွေဒါမှမဟုတ် credit card ပေးတဲ့ bank တွေက အထူးအစီအစဉ်ဖြစ်ပေးလေရှိပါတယ်တတိထားရင်ကတော့အတိုးမဲ့လို့ဆိုပေမဲ့ဝယ်ယူသူအနေနဲ့ဝန်ဆောင်က processing fee ဒါမှမဟုတ်စာချုပ်ချုပ်ဆိုခအကဲဆိုတော့အခြားအခအကင်ွေများ ါဝင်နိုင်တာကိုတည်ကြမင်းများမှုလိုအပ်ပါတယ်။နောက်ဒီအချို့အစီအစဉ်တွေဟာတတ်မှတ်ကာလတူဥပမာ3လ6လအတွင်းသာ အတိုးကင်းလွတ်ပြီးပြီးကာလကြော်တာနဲ့အတိုးစတင်တွက်ချက်တာမျိုးလေးရှိနိုင်တယ်ဆိုတာကိုမမေ့ပါနဲ့။ net အရစ်ချပေးနိုင်တဲ့ကာလအတိုင်းတာအရစ်ချပေးသွင်းနိုင်မဲ့ကာလတင်နာဟာတင်ဝဲတဲ့ပစ္စည်းအမျိုးအစားနဲ့အဖွဲစည်းပုံမူတည်ပြီးကြွားချပါတယ်။ဥပမာအင်ယာတိုက်ခန်း အနည်းဆုံး9နှစ်ကနေအများဆုံး25နှစ်အထိရှိပြီးကာလအရှည်ဆုံးဖြစ်ပါတယ်မော်တော်ယာယင်ကာတက္ကနီကနေခဏနှစ်ဝင်းကျင်ထိပေးသွင်းနေပါတယ်ဖုန်း electronic PC လို့အများအားဖြင့်3လကနေ24လအတွင်းရှိတတ်ပါတယ်3လက်တွေ့ကြကြစောင်းရန်ရှောင်းရန်များမဝဲခင်စစ်စစ်တဲ့အရေးကြီးသောအချက်အရေးချက်ဝယ်ယူမှုမလုပ်ခင် ကျွန်တော်တို့တေးကြစစ်ဆေးတဲ့အချက်၃ချက်ရှိပါတယ်။တစ်လာစဉ်ပေးသွင်းရမည်စုစုပေါင်းပမာဏကိုစစ်ဆေးပါ။ရောင်းသူပွဲလာစဉ်အရစ်ချက်ပမာဏကိုလအရစ်အတွက်နဲ့မြန့်ချပါ။ရလာတဲ့စုစုပေါင်းပမာဏဟာမူလပစ္စည်းတန်ဖိုးတဲ့ဘလောက်ပိုများနေလဲဒါဟာတင်ပြရမယ့်စုစုပေါင်းအတိုးပါပဲ။ဒါကိုသိရင်စွန့်ဖြစ်ရမိုးလွယ်ကူပါလိမ့်မယ်။နှစ်ကနိပေးသွင်းငွေ ပမာဏ ပစ္စည်းတန်ဖိုးရဲ့ဘယ်နေရာဂိုင်းလုံးကိုအရင်ပေးသွင်းရမလဲဆိုတာကိုစစ်ဆီးပါ။များအထင်20ကနေ30ရာဂိုင်းလုံးဝင်းချင်းရှိတယ်။၃စာချုပ်စည်းကမ်းတွေကိုတေးကြဖတ်ပါ။အရစ်ကြပေးဆက်မှုနောက်ကြပါရဲ့ဒန်းကြီးဘလောက်ပေးရမလဲငွေမပြည့်သင်းပစ္စည်းကိုပြန်လဲတင်းယူနိုင်တဲ့အခြေအနေတွေရှိမရှိစားတဲ့စီကန်းချက် တွေကိုအသေးစိတ်တိထားဖို့လိုအပ်ပါတယ်။ဏီကုံးချုပ်အရစ်ချဝယ်ယူခြင်းဟာ ကြီးမားတဲ့ဝယ်ယူမှုတွေကိုပိုမိုလွဲကူစေတဲ့ဗန္တာကိရိယာတစ်ခုဖြစ်ပေမဲ့တေချာလေ့လာပြီးမှရွေးချယ်ခြင်းကသာတင့်ကို အတိုးနဲ့ဒဏ်ချပြီးရဲ့ဝန်ထုတ်ပုံပုံကနေလွတ်မြောက်စေမှာကြောင်းတင်ပြရင်ဏီကုန်းချုပ်လက်ပါလေခင်ဗျာတင့်ရဲ့ EMI ကိုတွတ်ချက်ပါ like and subscribe လုပ်ထားပေးပါလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ